အားလုံးပဲမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီနေ့ဖက်ပြခြင်းနဲ့ဝတ္ထုတို့လေးရတော့1958ခုနှစ်ဧပြီလထောက်ညရီမဂ္ဂစင်မှာပါရှိတယ်စာရေးသူမေသူခင်ရေးသားထားတယ်မဖြေနိုင်ဘွေဆိုင်ဝဲလိုပါဆိုတဲ့မဂ္ဂစင်ဝတ္ထုတို့ပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်မဖြေနိုင်ဘွေဆိုင်ဝဲလိုပါအခန့်တဲ့ အသည်နှလုံးတွင်မှ တောက်လောင်နေသော အပူပေမှုခိုးဝင်စရာအရိတ်ကရလာပေသည်။ထို့ကြောင့်လဲဖြစ်သည်မကိုအကောင်းတွေပဲရဲ့လို့မိမိဤဘဝကိုနှစ်သိမ့်ရင်းကပင် ကိုမင်းသူနှင့် တွေ့ကြရသည်။၆တွေ့နေသောကိုမင်းသူဤဘဝနှင့်ဆိုပြမှုမရှိသောမိမိဤဘဝကိုဘဝတူပတ်ပြိုးဖြင့်ကျင်နာမှုက ပေါက်ဖွားလာကြသည်မှာတော့လွန်ခဲ့သောနှစ်ဤမိုးဥရုအချိန်ကပင်ဖြစ်ပေသည်။ အခန်းနှင့်တတဲမဲမဲရွာချလိုက်သောမိုးကြောင့်ပါလာသောခမောက်ကလေးဖြင့်သာကျောင်းဆရာမလေးတီတီမှခက်တော့တော့ရှောက်ခရရလေသည်ဒီမဲတီတီကျွန်တော်ထီကိုယူသွားပါလားခမညာခက်တော့တော့ရှောက်လာတော့တီတီသည်ခြေလမ်းများတုံသွားမိသည်အတိတ်တယောက်ယောက်ကပြောလိုက်သည်ဟုထင်မိသောတီတီမှာထီးပေးနေသော အခြားတစ်စင်းယောက်ျားပြူအားတွေ့လိုက်သည်ဖြင့်အံ့ဩသွားရှာ၏ ယူသွားပါဆီယမရင်မနေ့ပြန်မှာပဲဆီယမအတန်ကကျွန်တော်တို့မောင်တင်ဦးကိုပေးလိုက်တာပေါ့တီတီကသွားရင်ခြေလဲပြင်လိုက်သဖြင့်ထိုယောက်ျားပြူကထက်မဲ့ပြောလိုက်ခြင်းဖြစ်လေသည်နေပါစီရှင်အခုလဲစိုးနေတာပဲမထူးတော့ပါဘူးအိမ်နဲ့ရောက်ခါနင်းနေပါပြီမဟုတ်တာပဲဆီယမရင်တမဲတကမောင်တင်ဦးရဲ့ဆီယမမို့စေတနာနဲ့လိုက်ပေးနေခြင်းမို့ကျွန်တော်စေတနာကိုအားနာပါအောင် တည်တည်လဲမတက်တာတော့ဒီအစုံနိုင်၎င်းယောက်ျားပြိုပေးတော်ထီးကိုလမ်းယူကအိမ်အမြန်လျှောက်ခေရလေသည်အိမ်တို့ရောက်၍ညနေပိုင်းသို့ရောက်တော်လဲစောစောကအဖြစ်ပြည့်စီတို့သာ တွေးတော်လျက်ရှိ၏မိုးချုပ်၍အိယာတို့ဝင်ခဲ့ရသည့်အထိဘသူပါလဲဘလို့တစွတ်ထော်လူပါလဲဟုသောတိလိုသည့်အကြောင်းများကရင်တွင်ဝင်ပြုတ်သိမ့်နေသည့်အတွင် တတော်နှင့်အိမ်မရခဲ့ ညနေလာမှပင်မိမိ၏မျက်စိကိုစွန့်မိတ်ကအိတ်လိုက်ရလေသည် အခန်းသုံးဆီယမအဲကဲမမဒစိုင်းဧည့်သည်တို့၏ခေါ်လိုက်တန်ချောင်းတည်တည်လင်းမိမိအခန်းမှထွက်ခဲ့ရလေသည်အဲကန်တဲ့သို့ဝင်းမိလျင်ပင်မမျော်လင့်ပင်တနေ့ညနေခင်းကယောက်ျားပြုကိုတွေ့လိုက်ရသဖြင့်ဘာပြောရမည်မသိဖြစ်သွားလေသည်ဧည့်သည်ဖြစ်သူကတော့ခက်ပြုံပြောပင်ပလက်ထိုက်တလုံးတွင်ဝင်ထိုင်လိုက်၏ မောင်တင်ဦးကဆီယမကြောင်းမတက်တာနှစ်ရက်ရှိပြီဆိုလို့ဟုတ်ကဲ့တတီဟူနီယာမုံမိသွားတာနဲ့နည်းနည်းဖျားပါတယ်ဒါပေမဲ့တိတ်တော့မဟုတ်လာပါဘူးကျွန်တော်ကတော်တော်များဖျားနေသလားလို့စိတ်ပူမိသေးတယ်တတီကဘာမှပြန်မပြောဘဲပျောက်စီဘူးကိုဖွင့်ကနန်းလျက်ရှိ၏တတီရဲ့မမေဖေဖေကောခမတတီငငယ်ကမမေရောဖေဖေပါ ဆုံးသွားလို့အခုတတီအတော်နဲ့နေနေပါတယ် ီလိုဆိုတိတိဘဝဟာကျွန်တော်ဘဝလိုပါပဲကျွန်တော်လည်းမိဘဆုံးသွားကြရာဥလေးနဲ့နေရတယ်အလုတ်ကတော့လမ်းရုံးဘက်မှာလောက်ပါတယ်ကျွန်တော်နာမည်ကမင်းတူတဲ့စကားကိုတစ်ဆက်သေးလျှောက်ပြောနေ၏တော်တော်အတွက်တော်လူတရားဟုလဲတိတိကမှတ်ချက်ချလိုက်၏ကဲဆရာမကျွန်တော်ကိုပြန်ခွင့်ပြုပါအောင်နော် ပြောပြောဆိုဆိုထိုက်ရိုက်လိုက်သဖြင့်တိတိလင်းရခင်ကဖဲထီးကို ယူပေးကာ နှုတ်ဆက်လိုက်ရလေ၏။သို့ဖြင့်တဖြည်းဖြည်းဆီယာမနှင့်လမ်းဝင်ထောက်ကိုမင်းသူတို့ရင်းနှီးကြကြသည်။နောက်တော်လင်းဘဝတူချင်းအဖြစ်နှင့်ကျင်နာမှုမှပေါက်ဖွာလာသောချစ်မြတ်တာကနှစ်ဦးကိုရစ်ပတ်စီပြန်သည်။တိတိတိတ်ဆိတ်ခြင်းကိုဖြိုခွင်းလိုက်သဖြင့်တိတိဤအတိတ်စီမှအဖြစ်အပျက်အတွေးများရက်တက်သွားကြသည်။လက်ထက်ကြပါစို့တိတိရဲ့နော် တတိအကြဆောင်သောမိခုံမျိုးကိုမင်းနေပြီဖြစ်သဖြင့်အလိုလိုနေရင်စိတ်တွင်မှဝမ်းနေချင်လာသည် သို့တော်လည်းတနေ့ဤပြဒနာမျိုးနှင့်ကြုံတွေ့ရမည်ကို ကြိုတင်သိခဲ့ပြီဖြစ်၏နေပါဦးကိုမင်းသူတတိဒီဘဝနဲ့ပဲနေပြရစီအောင်ဘာပြုလို့များဒီလောက်အချိန်ဆွဲနေရတာလဲတတိရဲ့ဟမ်တတိဘဝနဲ့ကိုမင်းသူရဲ့ဘဝဟာဒီလောက်အချိန်ဆွဲနေဖို့မသင့်ပါဘူးတတိ ကိုမင်းသူပြောတော်စကားကမှန်တော့လဲမှန်ပါ၏မိဘမဲ့ဘဝတူချင်းမို့တိုးနေတူဘဝတည်တိဆောက်ကြဖို့အချိန်သင်နေပါ၏တိတိအဖို့လဲအရေးကောင်းကိုလိုချင်သည် ကိုမင်းသူအဖို့လဲတသက်ပံပြုစုသူရလိုခဲ့သည့်အတွင်ငင်းပယ်ခွင့်မရှိသင့်ချေသို့တော်လဲတတော်ဤစကားများကဟန်တားနေသဖြင့်ကိုမင်းသူကိုအချိန်ဆွဲနေခဲ့ခြင်းဖြစ်ပေသည် အချိန်ဆွဲတာရဲ့တော့မဟုတ်ပါဘူးကိုမင်းသူတိတိဖြင့်ကိုမင်းသူရဲ့ဆန္ဒကိုဘယ်လိုပြန်ဖြေရမလဲဆိုတာစဉ်းစားလို့ကိုမရသေးဘူးတိတိဤစကားကြောင့်ကိုမင်းသူမှာအံ့ဩသွားလေသည် မပြတ်သားလာသေးသောတိတိဤစကားကြောင့်စိတ်တွင်မှအားမလို့အားမရဖြေရပြန်သည်မဟုတ်တာပဲတိတိရဲ့တိတိရဲ့ဘဝကိုတိတိမဆုံးဖြတ်ရင်ဘသူကဆုံးဖြတ်ပေးဦးမှာလဲတိတိနောက်ပြီးကိုမင်းသူရဲ့ဘဝအဖို့ဟာ တီ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 ရဲ့ဘဝအဖို့ဟာ ကိုမင်းသူဆိုတာမေ့နေပလိုင်အေခဲတွင်းဝင်တိတ်ဆိတ်နေ၏တရားအတွေ့တမျိုးစီဖြင့်ဆုံးဖြတ်၍မရသေးသောပြည်တနာကနှစ်ဦးစလုံး၏ဦးနှောက်ကို အလုပ်ပေးလျက်ရှိလေသည်အငိုလွယ်ပြီးအရှိုက်ခဲလာသည့်အိမ်နောင်ရေးပေမှုတီတီကညံ့ညံ့ဆန်ဆန်မစင်စားခြင်းဖြစ်ဖြစ်ပေါ်ကိုမင်းသူရဲ့နော်တီတီတို့နှစ်ယောက်ဟာလဲတူးနဲ့တူဘဝအဖော်မော်အဖြစ်နဲ့ တက်မဲ့ခဲ့ပြီပဲမဟုတ်လားဒီနေ့မှာကိုမင်းသူရဲ့ဆန္ဒပြည့်စုံရမပေါ်ကိုမင်းသူစောင်းရွက်ရမယ့်အလုပ်တစ်ခုကိုစောစောစီစီစောင်းရွက်လို့ပြီးစီးသွားရင် မကောင်းဘူးလားတည်တည်ကိုမင်းသူကတော့ဒီနေ့အတွင်းမှာပဲပြီးသွားခြင်းနဲ့ကိုမင်းသူရဲ့အလုပ်က တနေရာထဲမှာတည်နေတာမဟုတ်ဘူးဆိုတာတည်တည်လည်းသိတာပဲတည်တည်ရဲ့ဧကန်တွင် တဖန်တိတ်ဆိတ်သွားပြန်သည်တိတိအဖို့ကိုမင်းသူပြောသလို မိမိကိစ္စမိမိသာ ဆုံးဖြတ်ခွင့်ရှိတော်လဲမိမိတူတွင်မဆုံးဖြတ်လို့ဤကိစ္စတွင်တတော်ပါမသာဖြစ်မည်ဟုထင်သည်တည်တည်လဲမိမိဤအတွေးကိုရက်ကတစ်ခုခုကို ဆုံးဖြတ်လိုက်သည်ကဲကိုမင်းသူတည်တည်တတော်ကိုတိုင်ပင်ပြရစီအောင်ကောင်းပြီတည်တည်ကိုမင်းသူရဲ့ဆန္ဒအတိုင်းသာဖြစ်ပါစေကွယ်ပြောပြောဆိုဆိုဧကန်းမှာထွက်သွားတော့မှပင်တည်တည်လဲတက်ပြင်းချလိုက်နိုင်တော်သည် တီတီတီတယောက်တည်းရေရွရင်မိမိအခန်းသို့ဝင်ခဲ့လေသည်ခက်တော့တာပဲကိုမဲသူရဲ့အခန်းလေးအိမ်တော်ပြုတ်တယ်ဆိုတာကိုမီးကိုမှုတာပဲတီတီရဲ့ဟုတော့မကြာခဏအိမ်တော်ရေရှုပ်ထွေးပုံကြောက်စရာကောင်းမှုများကိုပြောလို့ရှိတော့တော်တော်ဤစကားများကြောင့်ယနေ့မိမိဤကိစ္စတိုင်မင်ရန်ကိုပင် ဘဲကစာ၍တိုင်မင်ရမည်ကိုစဉ်းစားမရအောင်ဖြစ်ခင်ရ၏တို့တော်လည်း မပြောလျင်မဖြစ်တော်သည့်အတွင်အေခန်းတွင်ထိုင်နေသောဒရော့အနီသို့ဝန်ထမ်းလိုက်လေသည်ဒရော့စကားဆရင်မရက်တရက်ခေါ်လိုက်ရင်ဒရော့မျက်နှာကိုကြည့်လိုက်လေသည်ဒရော့ဤမျက်နှာကနေ့တိုင်းညမတူပဲတစ်မျိုးဖြစ်နေသည်ဟုတီတီယူဆလိုက်၏ပြောလေတီတီဘာများပြောเสียရှိလို့လဲဟိုတီတီနဲ့ကိုမင်းသူစကားကိုမဆက်ဖဲရက်ထားလိုက်လေသည်တီတီပြောမဲ့စကားတွေကို အားလုံးတော်တော်သိပါတယ်။မနေ့ကမောင်မဲသူနဲ့ပြောနေတာကိုလည်းအားလုံးတော်တော်ကြားပါတယ်။တိတိတီဘာမှမပြောဘဲခေါင်းသာငုံနေ၏။တတော်ကစကားဆက်ပြန်သည်။တတော်လည်းဒီနေ့တတိတို့ကိစ္စအတွေ့ပြောမလို့ပဲကွ။ဒါကြောင့်လဲဒီနေ့ရီရီကိုပြည့်တရီရလိုက်မိတယ်။တတော်ဤစကားကြောင့်တိတိလည်းခေါင်းငုံရမှတတော်ကိုမော့ကြည့်လိုက်သည်။တတော်ဤမျက်နာသည်ပိုလွန်ခဲ့သော အတိတ်စီသို့ အမတ်ရနေဟန်တူပေသည်တိတိအမတ်ရီရီလဲလွန်ခဲ့သောသုံးနှစ်ခန့်ကပင် ခလေးမီးဖွားရာမှမီးမဖွားနိုင်၍ဆုံးခဲ့ခြင်းဖြစ်၏ရီရီအိမ်သာမပြုတ်မီကပင်တတော်ကအိမ်သာမပြုတ်ဖို့တားမြစ်ခဲ့သေးသည် သို့တော်လဲဒဆုတ်သမားရီရီကိုတတော်ကအလျှော့ပေးခဲ့ရသည်တေတော့လဲတယူတန်လွန်လာသောတတော်ကအိမ်နာပြည့်၍တေးရသည်ဟုပင်ဆွဆွဲခဲ့၏ဒီဟာ ဒရော့ရဲ့စကားကို နားမထောင်လို့သိရတာပဲတည်တည်သူသာဒရော့စကားကိုနားထောင်ရင်မသိဘူးဒရော့သည်စကားကိုရက်ထားပြီး ရေတစ်ခွက်ထားတောင်းလိုက်လေသည်နောက်ပြီးဒရော့ဘာပြုလို့အိမ်နာမပြုတ်တယ်လဲဆိုတာတည်တည်သိရလိုက်ဒရော့အဖေကြောင့်အိမ်နာမပြုတ်သည်ကိုစစ်စစ်ပပမမေးမိသဖြင့်ဒရော့ဤအမေကိုမဖြေတတ်ချေတည်တည်တို့လိုပဲဒရော့ငငယ်ကဘဝကျင်ဖို့အဖြစ်နဲ့ရွေးခဲ့တယ် ဒါပေမဲ့တိတိအမေမနှင်းမူဟာတိတိကိုမွေးပြီးမိရင်းမှာပဲဆုံးသွားတယ်။နောက်တစ်နှစ်လောက်နေတော့တိတိအဖေဆုံးပြန်နေ။မပြောပါတော့တဲ့အချိန်လေးအတွင်းမှာပဲသူတို့အိမ်တော်ရဲ့တက်တဲဟာတူတောင်းစွာနဲ့ဆုံးရှုံးသွားကြတာမြင်ရတော့ဒရော်ဟာအိမ်နာပြုတ်ဖို့ကိုစိတ်ကုံသွားရတယ်။ဘာပြုတ်လို့လဲဆိုရင်ကြီးမားတဲ့ဒရော်အချစ်ဟာအခုလိုအချိန်တူတူလေးမှာ မပြည့်စည်ခြင်းလို့ပဲဆိုရမှာပေါ့။တီတီလည်း တယူတန်၍စိုးရင်ကြည့်တတ်သောတတော်အားကြည်ကတတော်ဤစိတ်ဓာတ်ကိုချီးကျူးခြင်းတလို့ဖြစ်လာလေသည်တတော်အနေနဲ့ရှုပ်ထွေးလာတဲ့အိမ်နောင်ကြီးကိုစိတ်ကုန်ခန်းပေမဲ့သူကလက်ထပ်ဖို့အတင်းပူစားလာပြန်တော့စိတ်ကလည်းခက်ထစ်ထဲမို့အိမ်နာပြုတ်ဖို့တင့်မတဲ့တတော်ဝတိအတိုင်းဘယ်တင်မေးခဲ့တယ်တတော်ထင်းတဲ့အတိုင်းပဲတတော်အိမ်နာမပြုတ်ရင်ကောင်းမယ်တဲ့ဒါနဲ့တတော်လည်း အသည်နှလုံးရဲ့ဆန်းနာကိုတွန်းလှန်ပြီးလက်ထက်ဖို့ကိုညှိပယ်လိုက်ရတယ်။နောက်ဆုံးအကျိုးအကြောင်းဖွင့်ပြောတာနဲ့လင်းကျင်းနဲ့သွားရှာပါတယ်။ဒါနဲ့တတော်ရောသူရောအသည်နဲ့ခန္ဓာမြဲသမျှသစ္စာမြတ်တာမပြတ်ဘဲတခြားအိမ်တောင်မပြုတ်စတဲ့ဆိုတဲ့ဂရီနဲ့နေခဲ့ကြတာအခုချိန်ထိပါပဲတည်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 တတော်တို့ဤသစ္စာကြီးမားပုံကိုချီကျူးမိသည်ဒီဥတန်လုံးသည်ဟုတတော်အပေါ်ထင်ခဲ့သည်ကို ယခုအချိန်တော့စိတ်ထက်ကြက်ခိုင်သောတမာရီရှင်ဟု အမွန်တင်ခြင်းတော်သည်တတော်လဲစကားပြောရန်ဟန့်ပြင်လိုက်သဖြင့်မိမိပဲလှဲ့တော်မီထင်သည့်အတွင်နာဆွင်လျက်ရှိ၏အခုလဲတိတိအတွင်တတော်ဘေးတွင်မေးခဲ့ပြီပြီဝတိအတိုင်းဘေးတွင်မေးခဲ့ပြီပြီတဲ့ဖရာဖရာတတော်တို့မဖြစ်ပြရစေနဲ့တိတိသည်စိတ်တွင်မှဖရာတာရင်စွတောင်းရင် ရင်တမမနဲ့နာထောင်နေမိသည်တတော်လိုဘဝနဲ့ပဲတိတိမနေနိုင်ဘူးလားယင်ပြက်သားလာတော့တတော်ဤအမေချာတိတိသည်တတော်ဤဆန္နာကိုရိတ်စားမိပြီးဖြစ်ပါ၏မမကြီးအကြောင်းနဲ့၎င်း၏အကြောင်းကို ပြောပြသည်မှာယခုတော့ထင်ရှားလျက်ရှိသည်တတော်ဤစကားတွေကို နောက်ထပ်ဆက်မကြတော့မိမိအခန်းသို့ရောက်မှပင်အာရပါရငိုချလိုက်လေသည် အခန်းငါ ယခုလာမည်တနင်္ဂနွေနေ့တွင် ကိုမင်းသူကိုအပြေးပေးရတော်မူဖြစ်၏အမြင့်တွယ်ခဲ့ပြီဖြစ်သောမြစ်တာစနှင့်တည်ကြည်ရိုးသားလာသော ကိုမင်းသူ၏မျက်နှာက မျက်စီထဲရွယ်လာပြန်တော်လဲဒတော်ဤစန္နာကိုကြောပေးလာခြင်းတော်၏ဒတော်ပြသော ဥပမာနှင့်တကားမောမြတ်သောမြစ်တာတရားကိုတန်မိုးထားကအသည်နှလုံးဤစန္နာကိုပယ်ရှားခဲ့သည်ဟုသိရပြန်တော်လဲဒတော်လို့ မိမိ၏ကြီးမားသောမေတ္တာစိတ်ကို တိုတောင်းစွာဘဝမသိမ့်ပင်အသက်နှင့်ဒန်းတူသိမ့်ပဲ့သွားခြင်းမြန်တော်သည်မိသူကိုမျက်နာမူရမည်ကိုဆုံးဖြတ်၍မရနိုင်ဖြစ်တော်၏ခက်လိုက်သည်မှာလမ်းမဲ့တင်းငွေနှင့်တွင် ကိုမင်းသူကိုအပြည့်ပေးရမည်ပင်ဖြစ်၏တီတီတီကိုမင်းသူအားအပြည့်တစ်ခုခုကို အမှန်ပေးရတော်မည်ခေါင်းငယ်ပြလိုက်လျင်ကိုမင်းသူဝမ်းသာရှာမည်သို့ပေမည့် ထိုဝဲတာမှုမှာထာဝရစင်မဟုတ်တည်တည်မိမဖွားမိအထီသာဖြစ်ပေမည်မိဖွားပီတိနာတွင်ကားအိုးတည်တည်မတွေ့ဝင်တော်ပေတတော်ဤမျက်နာမူ၍ကိုမင်းသူအားခေါင်းခါလိုက်လျင်ကိုမင်းသူဝမ်းနေရှာတော်မူပြီးတော့လဲတိတိကိုစိတ်ဆိုးလေအောင်မီအိုးစိတ်ဆိုးနိုင်လားခဏသာပေါ်သဘောအည်လဲတော့ ကိုမဲသူထဝစေနှမလေးလိုချစ်နေနိုင်မိတာဖြစ်သည်တီတီကကိုမင်းသူသဘောအရေးလက်အောင်ဘောလေတဘောလောက်ဆက်ရေးလိုက်ချင်တော့ဤချစ်သူမောင်ဖုံးကိုလာတက်ဆုံးတိုင်တိုင်ဆက်အောင်ပြိုင်ပါလို့ပြောချင်းကတဲ့ချစ်မတန်ပဲငယ်မို့ရွှေသေးပြပွေမျိုးဆက်စင်လာမင်္ဂလာဆောင်နှင်းရင်လေးရွှင်းပြက်လို့သည်ဆူဆူပေသားရဲ့နှင့်မောင်နာမလဲ တားရွှေစင်ခင်ချီဖို့တက်မရှိပင်မျက်ရည်ရွှဲငယ်နှင့် မောင်းဆွေးပွေမိမတောင်နောက်မှတိမယ်လီထုံးရှိတက်သည်တိတိသည်ဘောလေကိုတပိုင်းတစညှိမိသည် စိတ်ထဲကတော့တင်းင်းကလေးနေကိုမရောက်ပါစေနည်းဟုဆုတောင်းနေသည်တက်နိုင်လျင်တိတိသည်နေမင်းကိုဆွဲထားလိုက်ခြင်းပေတော်သည်အော်ဖြစ်ရပလေတိတိရဲ့ဒီနေရာမှာတော့ စာရေးသူမေသူခင်ရေးသားထားတယ်။မဖြစ်နိုင်။ဘွေဆိုင်ဝဲလိုပါဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်။